တမရယောင်ဆိုင်ရဲ့မာရှယ်လောမိတ်ကျင်ညာစင်မှာလူသေးအလောင်းအိတ်3000ကျော်ကိုကျူတင်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းပေါ်တောင်ကိုရီးယားစစ်တပ်ကပြင်းထန်ညင်ပါတယ်2024ဒီဇင်ဘာ3ရက်နေ့ကတမရယောင်ဆိုင်ရဲ့6နိုင်ကြာစေုပ်ချုပ်ရေးမိတ်ကျင်ညာစင်တော်တွင် ထောင်ချီတဲ့လူတွေတည်ဆုံနိုင်ရေးအတွက်ကျူတင်ပြင်ဆင်ထားဖို့ပုံမှန်ထက်လိုအပ်တဲ့အလောင်းထည့်တဲ့အိတ်3000ကျော်အထိစစ်တပ်ကဝယ်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ပါတယ် အဲ့ဒီသတင်းလေးနဲ့ပတ်သက်လို့ကောလာဟာလာတာဖြစ်ကြောင်းခြေမြင့်မရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကညှင်းဆန်ပါလေတက်ထဲမှာဓာရီကိုတီးတန့်ထားပြီးစစ်ဖြစ်တဲ့အခါကျမှစီမံခန့်ခွဲလို့ရှိတာလို့တောင်ကိုရီးယားစစ်တပ်အရာရှိတို့ကပုံမှန်သတင်းစာရှင်းပါးမှာပြောပါလေသူ့နာမည်ကိုတော့မီဒီယာတွေကထုတ်ဖော်မပြောပါဘူးဒါအပြင်တောင်ကိုရီးယားအရိယာရှိကဒီဇင်ဘာ3ဖြစ်စဉ်တုန်းကတောင်ကိုရီးယားစစ်တပ်ဟာဒီလိုမျိုးအိတ်တွေဝယ်ဖို့အနေနဲ့တော်တော်သူတို့ တည်လာတဲ့ကြည်စံတွေဟာတကယ်ကြည်စစ်တယ်မဟုတ်ဘဲနဲ့လေ့ကျင့်ရေးကြည်တယ်ဖြစ်တယ်ဆိုတာကိုအလုံးကသိမှာပါလို့ထောက်ပြခဲ့ပါလေ။နောက်ပြီးတော့အဲ့ဒီတုန်းကအမေပေးခဲ့တဲ့တောင်ကိုရီးယားကာဝေးဝန်ကြီးကလည်းလောလောဆယ်မှာထောင်ထဲရောက်နေတာဖြစ်ပါလေ။တောင်ကိုရီးယားစီးပွားရေးချုပ်ယုံကလည်းပြောင်းလဲတွေများစွာဖြစ်ခဲ့ပါလေ။ဒါကြောင့်ဒီဖြစ်ပျက်တွေဟာလုံးဝမဟုတ်ဘူးလို့ဆိုပါလေ။တကယ်လို့ဒီဖြစ်ပျက်မှန်ကိုသိချင်ရင်လက်ရှိဖမ်းထားသူတွေကိုတွေးမိနိုင်တယ်ဆိုပြီးတော့ တောင်ကိုရီးယားစစ်တပ်အရာရှိတို့ကပြောပါလိမ့်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာဝင်ခဲ့တဲ့အဲ့ဒီအအရွယ်တက်ဟာ2020တုန်းကထုတ်ပြန်ခဲ့တဲ့ပူးတွဲဝင်နေရေးအကြီးခဲ့တဲ့9နှစ်စီမံကိန်းနဲ့အညီဖြစ်ပါလိမ့်ဒါနဲ့ဆက်ဆက်စာချုပ်တိုင်း2024ဇွန်17မှာတခါလက်မှတ်ထိုးပြီးတော့ဒီဇင်ဘာ17ရောက်ရှိလာတာပါလို့တောင်ကိုရီးယားစစ်တပ်အရာရှိတွေကရှင်းပြပါလိမ့်ဘလို့ပဲဖြစ်ဖြစ်စစ်တပ်ကမှာယူခဲ့တဲ့အဲ့ဒီအအရွယ်တက်ဟာ ဒီဇင်ဘာ3လထပ်နှစကျော်ပိုများကြောင်းတောင်ကိုရီးယားအဓိကတိုက်ခိုက်ပြတဲ့ဒီမိုကရက်ပါတီမှအမတ်ကြီးကပြောပါလေတောင်ကိုရီးယားစစ်တပ်ထံမှပုံမှန်အားဖြင့်တော့တနစ်ကိုတည်ဆုံမှုအရေးအတွက်တရားထက်နေတယ်လို့ MBC သတင်းရသိရပါတယ်